ဂျာမနီမှာကစားနေတဲ့ Florian Vers ရဲ့ခြေစွမ်းကိုကြည့်ပြီးတော့အခုလိုပြတ်ပြောလာကြတဲ့ဗော်လုံးဖန်များ Florian Vers အနေနဲ့လေပောက်အသင်းမှာကြုံတွေ့နေရတဲ့အိမ်မဆိုးကနေယုံကြည်မှုမြင့်တင်ပေးမယ့်အခွင့်အရေးတစ်ခုကိုလိုအပ်နေခဲ့ပေမဲ့နောက်ထပ်စိတ်ပြည့်စရာတစ်ခုနဲ့ပဲရင်ဆိုင်ခဲ့ရပါတယ် Vers ကဂျာမနီတင်တဲ့လူစင်ဘက်ရဲ့ကဘာလာခြေစစ်ပွဲမှာပွဲထွက်ကစားခွင့်ရခဲ့ပေမဲ့ Anfi မှာသူကြုံတွေ့နေရတဲ့အခြေအနေနဲ့ဆင်တူနေတဲ့အခြေအနေတစ်ခုကိုပဲဖျက်ဆီးခဲ့ရပြီးတော့ပွဲပေါ်မှာတက်ရောက်မှုမရှိခဲ့ပါဘူး သူ့ရဲ့နိုင်ငံသင်းနီးပြဂျူလီယန်နဂက်စမန်ကလည်းထိတ်တန်းလိဂ်မှာသူ့ရဲ့ပထမဆုံးဂိုးနဲ့ဖန်တီးမှုကိုမရှိသေးပေမဲ့ဒီဘက်ဆော့ပိုင်းမှာလေဘောရဲ့တိုက်စစ်မှုတွေကိုပဲပြစ်ပုံချခဲ့ပြီးတော့ Vars ကိုကာကွယ်ပေးခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့နိုင်ငံအသင်းအတွက်နောက်ဆုံးပွဲတော်ကစားခဲ့တဲ့ပွဲမှာလည်း Vars ကအကျိုးတရားမှုမရှိခဲ့ပါဘူး။ပွဲစဉ်တွေမှာနဂက်စမန်ကပွဲဆုံးအထိသူ့ကိုကစားစေခဲ့ပေမဲ့ Vars ကတော့အမှတ်ရစရာကောင်းတဲ့စွမ်းဆောင်ရည်ကိုမပြသနိုင်ခဲ့ပါဘူး။ လေပောက်ကျဲပွင့်ကဘွဲကစားချိန်တနာဤပြေကာနီမှာဂိုတင်းယူနိုင်မှုနီးဆက်ခဲ့တဲ့ခွင့်ရတခုကိုဖန်တီးပေးခဲ့တယ်လို့တပတ်တောင်မန်စီကိုလွန်ကောင်းတဲ့ကွင်းလေဖြတ်ကျော်ဖို့ပေးပို့ခဲ့ပါတယ်။ဒါပေမဲ့ Vest နေနဲ့တင်းကိုချင်းချောင်းမှုဖြစ်စေဖို့လုံလုံလောက်လောက်မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ဒူးစီနဲ့နိုင်ရရှိခဲ့တဲ့ပွဲမှာ Vest ကကန်ဒီမော၅ချိန်ပေးပို့ခဲ့ပေမဲ့ပေးပို့မှုတွေကအဆင်မပြေဖြစ်ခဲ့ပြီး၈၂ရာခိုင်နှုန်းဘောလုံးပေးပို့မှုအောင်မြင်ခဲ့ပြီးတော့ဘောလုံး၁၉ချိန်ဆုံးရှုံးခဲ့ရတာပွဲပြီးဆုံးသွားခဲ့ပါတယ်။ လူစင်ပန်းတဲ့ပွဲမှာသူဟာဘောလုံးထိကျက်တွေရော်ရဲနေခဲ့ပြီးတော့ဒါကနဂက်စမန်ကိုစိတ်ပူစီမှာတေးကြပါရီသူတပြင်းတော့ပွဲမစခင်မှာနီးပြားကသူ့ကိုအားပေးထောက်ခံခဲ့တဲ့ဇာတ်ရည်ရှိခဲ့လို့ပဲဖြစ်ပါရီဂျာမနီရဲ့ဒုတိယဂိုးအတွက်ကောင်းမွန်တဲ့ဘောလုံးပေးပို့မှုတစ်ခုရှိခဲ့ပေမဲ့ပွဲတွင်းမှာပရိသတ်တွေစီကအားပေးထောက်ခံမှုတော့မရရှိခဲ့ပါဘူးပရိသတ်တွေကဖလိုရီယန်ဗတ်စ်ကဘလို့လောက်ပေါင်တန်းတရာကျော်တန်ဖိုးရှိတဲ့ကစားမဖြစ်နိုင်ပါလေလို့យေတာထားပြီးသူ့ရဲ့မျက်လုံးပြူးစီလောက်တဲ့တန်ဖိုးကိုချက်ချင်းမေးခွန်းထုတ်ခဲ့ပါရီ နောက်တစ်ခုကလည်းသူ့ရဲ့ဆုံးဖြတ်ချက်ချမှတ်မှုညံပြင်းတာကိုဝေဖန်ခဲ့ပြီးတော့ Florian Vest ပါဖြစ်သွားတယ်။သူကနောက်ဆုံးပြေပို့မှုလှုပ်ဆောင်ရမှာရန်နှီးခွေလို့ပြောခဲ့ပါတယ်။ချာပရိသတ်တကူကတော့ပြည်တံ area ပတ်လည်မှာကောင်းမွန်တဲ့အထောက်အကူပြုမှုမပြုလုပ်နိုင်ခဲ့တာကိုမိမောင်းထိုးပြခဲ့ပြီးတော့ Hodimage က Germany အတွက်နှစ်ဂိုးသွင်းနေ Florian Vest ကတော့ဖန်တီးမှုဒါမှမဟုတ်ကိုမရသေးဘူးလို့ပြစ်တင်ခဲ့ပါတယ်။